အန်ထရီနဲ့တရင်ကြီးထွက်နေတဲ့မန်ယူနိုက်တက်အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇောင်းကတင်ဆက်နေပါပြီမန်ချက်စတာယူနိုက်တက်ဟာစားသည့်ဈေးကွက်တွင်လှုပ်ရှားဖို့အခုကတည်းကအစတင်ပြင်ဆင်လာပါပြီလက်ရှိတိုက်စစ်မှုဘန်မန်ရှက်ကိုဟာတင်ရမရဘူးဆိုရင်တောင်မှကိုရှိရောက်ရင်ရုံးကန်ရရတဲ့အတွက်ယူနိုက်တက်ကအားကိုးရတဲ့တိုက်စစ်မှုရှိရှိတယောက်လိုအပ်နေတာပါဒီအတွက်ဈေးကွက်ထဲမှာရေကန်တင်ကြားတင်ကစားမတစ်ယောက်ကလည်းအစင်းနဲ့ရှိနေပါပြီမန်ချက်စတာယူနိုက်တက်ဟာရီယယ်မက်ဒရီရဲ့အဆွန်ပြစ်ကံကောင်လေးအန်ထရီကိုချင်းကပ်နေပြီးအသင်းစီခေါ်ယူခြင်းတွေကြောင်းတင်းတွေထွက်ပေါ်နေတာပါ န်တစ်ကဇာဘီလုံးဆိုးလက်ထက်မှာပွဲတော်ကစားခွင့်ရဖို့ရုန်းကန်နေရတဲ့ကစားမတယောက် ဖြစ်ပြီးတော့မကြခင်မှာကမ္ဘာပလားလဲရောက်ရှိတော့မှာဖြစ်တဲ့အတွက်နိုင်ငံသင်းနဲ့တူကစားနိုင်ရေးကအန်တီအတွက်အရေးကြီးဆုံးဖြစ်နေတာကြောင့်တနန်သမျှပွဲများများကစားဖို့လည်းဆုံးဖြတ်ချပါပြီ။အန်တီဟာ2014နွေရာသီမှာပါမီယက်စ်ကနေရီယယ်မက်ဒစ်ကိုပြောင်းရွှေ့လာခဲ့ပြီးတော့သူရဲ့အိမ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ။ဒါမဲ့လည်းဘာနေပြူကပွဲဥတွေရာသီမှာအန်တီကလုံလောက်တဲ့ပွဲချိန်မိနစ်တွေမရခဲ့ပါဘူး။ 2024ဘောလုံးရာသီမှာအန်ဒရစ်ကပြိုင်ပွဲစုံ38ပွဲပောင်ရင်ကစားခဲ့ပြီးမိမိနစ်နဲ့တွေ့မယ်ဆိုရင်တော့148မိနစ်ပဲပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။အက်စလော်ဒီနီယာမှာဇာဗီလင်ဆိုစားတော့ဝင်ရောက်လာတဲ့အခါအခြေအနေကပိုဆိုးသွားပါတယ်။ဒီရာသီမှာအန်ဒရစ်ကတပွဲပဲကစားခွင့်ရသေးပြီးတော့ဒရယပဒနာကလည်းနှိပ်စက်နေပါသေးတယ်။အန်ဒရစ်ပွဲချိန်မိနစ်မရရှိတာနဲ့ပတ်သက်ပြီးအလွန်ဆိုကအန်ဒရစ်ပြန်လာပြီးနောက်ပိုင်းပွဲချက်ကာလကိုဖြတ်တန်းနေရတဲ့အတွက်ပွဲချိန်မပေးနိုင်တာဖြစ်ကြောင်းပြောဆိုလာခဲ့ပါတယ်။ လန်ဆိုကအန်ထရီဟာကောင်းကောင်းလေ့ကျင့်နေပြီးတော့အဆင်သင့်ဖြစ်နေတာမို့မကြာခင်မှာအန်ထရီအတွက်ပွဲချိန်ပေးနိုင်ဖို့မျှော်လင့်ကြောင်းပြောခဲ့ပြီးမြေအခုတော့အမှန်ကန်တဲ့ချိန်ကိုရောက်ရှိအောင်လို့ဆောင်ရအောင်မယ်လို့ပြောခဲ့ပါတယ်။ဘရာဇီးနီးပြကြီးကာလိုအန်ဆယ်လိုတီကအန်ထရီနေနဲ့ဘရာဇီးလူရေးစင်အသင်းမှာပါဝင်ချင်တယ်ဆိုရင်ဗာနီဘူးကနေထွက်ခွာပြီးတော့ပွဲချိန်မိနစ်ရှာဖွေရမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။အန်စတော်ရီကယာစီစာမှာအန်ထရီနဲ့စကားပြောပြီးသားဖြစ်ပြီးတော့ကောင်းလေးနေနဲ့သူ့အတွက်ကောင်းဆုံးကဘာဖြစ်မှလဲဆိုတာစဉ်းစားရလိမ့်မယ်လို့အကြံပေးခဲ့ပါတယ်။ S Lori ကအန်တွေ့ဟာငွေရွယ်လွန်နေတဲ့ကစားမလေးဖြစ်တာကြောင့်2026ကဘာဘလကသူ့တက်နောက်ဆုံးမဟုတ်တာတည်ကြနေသေးကြောင်းလည်းပြောကြားခဲ့ပါတယ်။အန်တွေ့က2030-2034နဲ့နောက်ဆုံး2038အထိကဘာဘလတွေမှာပါဝင်နိုင်သေးတာဖြစ်ပါတယ်။အန်တွေ့လောကမှာကပွဲတွေပြန်ကစားပြီးတော့အည်သွေးကိုပြဖို့ပဲဖြစ်ကြောင်း S Lori ကအကြံပေးခဲ့ပါတယ်။စပိန်သတင်းဌာနရဲ့ဖော်ပြချက်အရ United က Sheshko တရားပြဒနာကြုံရပြီးတဲ့နောက်ပိုင်းမှာအန်တွေ့ကိုစိတ်ဝင်စားလာတာဖြစ်ပါတယ်။ Sheshko ကပြီးခဲ့တဲ့ Tottenham နဲ့ပွဲမှာလူစားဝင်ကစားရင်းနဲ့တရားရရှိခဲ့တာဖြစ်ပြီးတော့ နိုင်ငံတင်းကိုလည်းတွားရောက်ပူပေါင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲပြီးမှာတော့ MRN ကတရားကဒုတင်ရာဖြစ်ကြောင်းပြောတဲ့အခါမှာ Sheshko တက်စိုးရိမ်ခဲ့ကြပါရီ။ဒါပေမဲ့စံတက်ဆစ်ဆဲမှုတွေပြီးမှာတော့တရားကပြင်းထန်ခြင်းမရှိတဲ့အတွက်နိုင်ငံကပိတ်ရပ်ပြီးရင်တော့ပြန်ကစားနိုင်မှာဖြစ်ကြောင်းသတင်းကောင်းကြားခဲ့ရပါရီ။အဲဒီကတော့ကဘာပလာပေါင်ကစားနိုင်မှုရေလုံးပန်းသွားမှာဖြစ်ပြီးတော့ဇန်နဝါရီမှာရာသီဝက်အငှားထွက်ကစားဖို့ဆုံးဖြတ်ထားပြီးဖြစ်ပါရီဂါလိုအန်ဆလော်ဒီရဲ့စိတ်ကိုသိမ့်ပိုင်နိုင်မှုဆိုရင်အန်တွင်နေနဲ့ပွဲများများကစားပြီးတော့ခြေစွမ်းပြထားဖို့အရေးကြီးနေပါရီ အန်ဒရီကလီကူဝမ်အသင်းလိုင်ယွန်နဲ့ချိတ်ဆက်မှုတွေပြုလုပ်နေပြီးဖြစ်ပြီးပြောင်းရှိပြစ်ဖို့လည်းရည်ပန်းစားနေတာကြောင့်အန်ဒရီဟာယူနိုက်တက်အနေနဲ့ပြိုင်ဆိုင်များနေရခွင့်ပြုမှုတစ်ခုဖြစ်ပါရီညာတကအန်ဒရီကိုကုမစိတ်ဝင်စားလာရဆိုပေမဲ့အသင်းအဒီကအယုံဆူဆိုင်မှုကတော့ကွင်းလက်ကစားမတစ်ယောက်အင်အားဖြည့်တင်းဖို့ဖြစ်နေပါရီညာတကသူရဲ့ပြင်မှတ်အနေနဲ့ကွင်းလက်ကစားမ6ယောက်စီးရင်ကိုပြုလုပ်ထားပြီးတော့အဲဒီထဲမှာအဒမ်ဝါတန်နဲ့အီလီယတ်အာဒါဆန်တို့ကလည်းပါဝင်နေကြတာဖြစ်ပါရီ နေပြားချုပ်ရူဘင်အမော်ရင်ကမန်ချက်စတာယူနိုက်တက်ရွှေခေတ်စီကိုပြန်လည်ချီတက်နိုင်မှုအသင်းကိုတည်ဆောက်နေစေဖြစ်ပြီးဒီတော်တွင်အန်ထရစ်ကတရက်တအားဖြစ်ပါဝင်လာမှာလားဆိုတာကိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါရည်များကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်များ